I want to go freestyle. ကျွန်တော်တို့ဒီ local မှာ big boss လို့ပြောရင်အားလုံးရဲ့ mindset ထဲမှာ big boss ဆိုတာ ਨੇ ပြင်းမြင်တာဘုံဘုံချဘုံဘုံဘုံချအဲ့ဒါကိုအားလုံးပြင်းမြင်ကြရအောင်ဆိုတော့ big boss ဆိုတာကကြတော့အဲ့ဒီဘုံဘုံချတဲ့အများကြီးပို့ပြီး net shine နေကွာဟာဟာဟာ ကျတော့အဲ့လိုမျိုးခိုးလောက်ရတာဘလောက်ဆိုးလဲဆိုအဲ့လိုခိုးပြီးလောက်ရတာကျွန်တော်အဲ့လိုအိမ်ကလူတွေအိပ်ပြီးဆိုတော့မှသူတို့အိပ်တဲ့ချိန်မှာကျွန်တော်စပြီးတော့ training လုပ်တာဆိုတော့အဲ့လိုမျိုးပေါ့နော်ညဘက်တွေမအိပ်ဘူးအဲ့လိုမျိုးတွေကျွန်တော်လေ့ကျင့်ခဲ့ရတာဆိုတော့အဲ့လိုအဲ့လိုမျိုးတော့ရှိတာပေါ့အိမ်ကလက်မခံတော့ခိုးလောက်ခဲ့ရတာအဲ့ဒီအချိန်တွေရှိရဲ့ဆိုတော့3-4နှစ်လောက်အားလုံးကအဆဲအဆူခံအဲ့လိုမျိုးနဲ့လုတ်ခဲ့ရပါဘာမဲ့အာ တခုခုလောက်ပြလိုက်တယ်ဥမာကျွန်တော်ဒီ champion ပြီးတော့ champion စဖြစ်လာတဲ့ခါမှာအဲ့လိုမျိုးစပြီးလက်ခံလာရပေါ့နော် everybody boss အာဒီပွဲကတော့ကိုရမ်းပြည်ရဲ့မြေအောင် live ဆိုတော့အာဒီ Elvan listening party ပေါ့နော်ဆိုတော့အဲ့ဒီမှာ ျွန်တော်တို့ဒီ Bee Box ဆိုတာ Bee Box အနေနဲ့ကျွန်တော်တို့ဒီ entertainment လာပြီးတော့ KMB ကို support လုပ်ပေးတာပေါ့နော်ဆိုတော့အရမ်းမိုက်တယ်ဒီနေ့ artist တွေအများကြီးပဲဆိုတော့တကယ်ပျော်မှုကောင်းပါတယ်အာဒီမှာကကျွန်တော်တို့ဒီ underground သူတွေရောတခြားဘယ်လိုပြောရမလဲအော်ဒီ audience တွေကလည်းလူငယ်တွေပဲဖြစ်တဲ့ကြောင့်မလို့အရင် connection ကယူကြမလို့ပါလာပြီးသားဆိုတော့ဗီဘောက်ဗီဘောက်ကိုလည်း အဲ့လိုပြောမယ်အကျေတဝန်းရှင်းပြနေကြမလို့ဆိုတော့အကုန်လုံးကတိပိစားပြဲကြောင်းမလို့အာဒီကိုလုတ်တဲ့ဒီ view တွေနဲ့သူနဲ့ကမစီမိပြီးတော့ဆိုတော့ကျွန်တော်တို့ performance ကောင်းကောင်းတော့လုပ်နိုင်ခဲ့ပါတယ်ဆိုတော့အားလုံးလည်းတကယ် amazing ပါအခုနောက်ပိုင်းကျွန်တော် client လည်းအဲ့လိုမျိုးဒီတန်တန်းနေဖွင့်တယ်အာပြီးတော့ဒီ free sharing လုပ်ပေးရတာတွေအဲ့ class တွေအဲ့လိုမျိုးပေါ့နော်ဒီ course တွေအဲ့ဒါတွေအများကြီးလုတ်လာတော့တော်တော်အာဒီဘယ်လိုပြောမလဲလူတွေဟိုဒီ B boss ကအခုဒီ 2023လောက်ကစပြီးတော့ influence ပိုဖြစ်လာရလို့ကျွန်တော်ထင်ထင်တယ်ပေါ့နော်အဒီ TikTok မှာကျွန်တော် video တွေစလုပ်တာ2023ဆိုတော့အဲ့မှာတော်တော်များများ TV box ကိုပို့ပြီးတော့ trending ကြီးတည်လာကြတယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်အာအစားတော့ကျွန်တော်တကယ်ချင်း Omega နဲ့ပေါ့နော်ဆိုတော့ကျွန်တော်တို့ယောက်က tagging Omega ဆိုတဲ့ tagging အနေနဲ့ကျွန်တော်သွားရဒါပေမဲ့သူကတော့အခုအဒီကြောင်းလေးရှိတော့ဆိုတော့ကျွန်တော်တယောက်လည်းဒီနှစ်မှာရုံးကန်လှုပ်ရှားရတာပေါ့နော်ဆိုတော့အဲ့လိုမျိုးပေါ့နော်အာဒီတယောက်ထဲလဲကျွန်တော်ဒီ b-box လုပ်တယ်။အင်းတော့လဲကျွန်တော်ဒီ solo solo တွေကျွန်တော် အာလုတ်လုတ်ခဲ့တာဗောနော်အာဆိုလိုရေလုတ်ခဲ့တယ်အခုလဲကျွန်တော်အတယောက်တည်းလုတ်တယ်ပြီးတော့ကျွန်တော်ရဲ့ loop station ရှိရဲဆိုတော့ကျွန်တော်ရဲ့ video ကြီးရဲ့တူတူတည်ရဲဗောနော်ဆိုတော့ကျွန်တော်အခု loop station နဲ့တည်ရဲဒီခြေတော့မဟုတ်ဘူးဗောနော် loop အာလို့ပြောရမလဲ loop လုတ်တာဗောနော်အတန်တစ်ခုချင်းဆို loop ဖင်းလုတ်တဲ့ set ဗောနော်ဆိုတော့ beatbox စာတွေတုံးတဲ့ loop station လို့ခေါ်တယ်ဗောနော်ဆိုတော့ international မှာလဲ battery ရှိရဲ loop station battery လို့ရှာကြည့်ရှာကြည့်ပါအမ video အများကြီးရှိတယ်ဒါဆိုအဲ့လို loop loop နဲ့လဲကျွန်တော်ကြည့်ပါ အာကောင်းလို့ပြောရမယ်ကျွန်တော်အနေနဲ့ကျတော့အဲ့လိုမျိုးအဲကလေးတွေကအဲ့လိုမျိုးလုပ်ချင်နေဆိုရင်တော့ကျွန်တော်ကလည်းပြောချင်တာကတော့သူတို့ support လုပ်ပေးပါတော့ဆိုတော့ကျွန်တော်တင်တန်းမှာဆိုတော့အခုဆိုရင်အာကလေးလည်းရှိတယ်ကျွန်တော်တဲ့အများကြီးဒီ၄၅နှစ်လောက်ငယ်တဲ့သူတွေလည်းရှိတယ်ကျွန်တော်နဲ့အာတက်တော်တော်ကွာတဲ့သူတွေလည်းရှိတယ်အာအခုဆိုရင်ဒီ class မှာဆိုရင်ကွာအဲ့လိုမျက်လုံးမျက်လုံးမမြင်မဲနဲ့ကွာလာပြီးတင်နေတဲ့သူတော်ရှိတယ် အဲ့လိုမျိုး na ear ဘာဒီရော hearing နဲ့ပဲလာတင်တဲ့ဇာတ်ရှိရပါတော့ဆိုအဲ့လိုမျိုးဒီစင်ကာပူတို့ဘာတော့မှဆို real rising 555တို့ဘာတော့ရှိရအဲ့သူတို့ဆိုရှင်အဲ့လိုမျိုးကလေးတွေအတွက် class တွေလုပ်ပေးတာအဲ့လိုမျိုးဒီကျွန်တော်တို့ဒီ local မှာဆိုရှင်လဲကျွန်တော်တို့အကူအကူဇန်းတို့ဘာတော့သူတို့ဆိုရှင်ကြောင်းမှာအဲ့လိုကလေးတွေတင်ပေးတာမျိုးရအဲ့လိုမျိုးရရှိတယ်ဆိုကျွန်တော် grand လဲ sharing လုပ်ပေးတယ်အတင်ပေးတယ်ပေါ့နော်ဆိုကြုံရင်ကြုံလို့ကျွန်တော်တင်ပေးတယ်ဒါပေမဲ့အဲ့လိုမျိုးကလေးတွေအတွက်ကြီးပဲတီးတန့်ဆိုပြီးတော့အဲ့လိုလုပ်ပေးတာမျိုးတော့ကျွန်တော်မရှိသေးဘူးဒါပေမဲ့ အဲ့လိုမျိုးဘယ်လိုပြောရမလဲကျွန်တော်ရှိမှလာပြီးတော့ဒီ class မှာလာ join တဲ့ဒီမှာကလေးလေးပါတယ်ဆိုတော့အာခဏလေးနဲ့လည်းအတက်မြန်ကြတယ်တကယ်မှ challenge ဖြစ်ပါတယ်ကလေးရအဲ့လိုပြောပြရမလဲယူတွတ်တာကျွန်တော်တို့တော့ကျွန်တော်တို့တော့ယူတွတ်ခဲ့ရဆိုတာကကြတော့ဘယ်လိုပြောပြရမလဲငယ်လဲငယ်သေးရပြီးတော့တခြားလည်းမစင်းစားတတ်သေးဘူးဒါပေမဲ့အခုချိန်မှာကျွန်တော်နေပြောချင်တာကတော့ကျွန်တော်တို့ကအချင်းကြီးအားလုံးကျွန်တော်သိရကွာဆိုတော့သိရအတွက်ကြောင့်မလို့တခြားလေး balance မြတ်မြတ်နဲ့သွားပါတော့ဆိုတော့မိဘတွေဖြစ်စီချင်တာကိုလည်းကျွန်တော်တို့ကဘယ်လိုပြောရမလဲ ပြစ်ပယ်ထားလို့မရအောင်လေနော်မိဘတွေဖြစ်စေချင်တာလည်းကျွန်တော်တို့ကမိထားလို့မရဘူးကျွန်တော်ဖြစ်စင်တာလည်းရှိလို့မျိုးအဲ့ဒီနှစ်ခုကိုဘယ်လိုပြောပြရမလဲတခြားလေးနားလည်မှုယူပြီးတော့ balance များများနဲ့သွားမယ်ဆိုရင်တော့အရန်ပြဿနာမရှိဘူးတော့ကျွန်တော်ထင်ပါတယ်အဓိကတော့အင်းကလက်မခံဘူးဆိုလို့ရှိရင်တခုခုလုပ်ပြလိုက်ပါတော့ဆိုတော့ကျွန်တော်နေတော့ကျွန်တော်တော့လည်းအဲ့လိုက်အတိုင်းပဲကျွန်တော်ကကြတော့အဲ့လိုမျိုးခိုးလို့ရတာဘယ်လောက်ဆိုးလဲဆိုတော့အဲ့လိုခိုးပြီးလို့ရတာကျွန်တော်ကအဲ့လိုအင်းကလူတွေအိပ်ပြီးဆိုတော့မှသူတို့အိပ်တဲ့ချိန်မှာကျွန်တော်ဆက်ပြီးတော့ training လုပ်တာဆိုတော့အဲ့လိုမျိုးပါတော့ညဘက်တွေမအိပ်ဘူးအဲ့လိုမျိုးတွေကျွန်တော်လေ့ကျင့်ခဲ့ရတာဆိုတော့ အဲ့လိုအဲ့လိုမျိုးတော့ရှိတာပေါ့အိမ်ကလက်မခံတော့ဖိုးလုပ်ခဲ့ရတယ်အဲ့ဒီအချိန်တွေတည်းရှိရဲ့ဆိုတော့3-4လောက်အားလုံးကအဆဲအဆူခံအဲ့လိုမျိုးနဲ့လုပ်ခဲ့ရပါဒါပေမဲ့အာတခုခုလုပ်ပြလိုက်တယ်ဥမာကျွန်တော်ဒီချန်ပီယံပြီးတော့ချန်ပီယံစဖြစ်လာတဲ့ခါမှာအဲ့လိုမျိုးစပြီးလက်ခံလာရပေါ့နော်ဆိုတော့အဲ့လိုမျိုးကိုကလည်းတခုခုလုပ်ပြလိုက်ပေါ့အားရအဲ့ဒါပါပဲအဲအိမ်ကအဲ့လိုအဲ့လိုမျိုးတော့အိမ်တော်အိမ်မောင်းကျွန်တော်တော့မောင်းမချဘူးအိမ်ကတော့ကျွန်တော်မောင်းမချဘူးဒါပေမဲ့ပြောခံရတော့ဟာအဓိကကတော့ကျွန်တော်ဘီဘောစာတိုင်း ကြုံရတဲ့ပြဿနာဘာလဲဆိုလို့ရှင် Bbox ဆိုပြောလိုက်ရင်ကွာကျွန်တော်တို့ဒီ local မှာ Bbox ဆိုပြောရင်အားလုံးရဲ့ mindset ထဲမှာ Bbox ဆိုတာ ਨੇ ပြင်းမြင်တာဘုံဘုံချဘုံဘုံချအဲ့ဒါအားလုံးပြင်းမြင်ကြရခေါဆိုတော့ Bbox ဆိုတာကကြတော့အဲ့ဒီဘုံဘုံချတဲ့အများကြီးပို့ပြီး net shine တယ်ကွာဒါလားတကယ်ပြီးတော့အရန်လဲခတ်တယ်တကယ်လို့ဇွဲကောင်းတဲ့လူတွေရပဲဒီ Bbox မှာကျွန်တော်အမြဲ interview ဖြေတဲ့ခါမှာရောပြောနေတဲ့စကားရှိအဲ့ဒါဘာလဲဆိုရင် လူတိုင်းက B box ကိုလှုပ်လို့ရတယ်ဘာလို့ဆိုတော့အကောင်ကလူတွေပဲလीနော်လူတိုင်းကလှုပ်လို့ရတယ်အတိုင်းမဲ့လူတိုင်းတော့မထူးချွန်နိုင်ဘူးတကယ်ဇွဲကောင်းတဲ့သူတွေပဲဒီ B box ကိုထူးချွန်နိုင်မှာပေါ့နော်ညာဆိုတော့အဲ့လိုမျိုးပါအိမ်ကတော့အခုတိမပြပြပါတယ်ဆိုတော့ကျွန်တော်အခုဆိုရချင်းဒီကျွန်တော်ဒီဘယ်လိုပြောရမလဲ online course တွေဖွင့်တယ် class တွေဖွင့်တယ် အာတခြားလေးလူတွေတင်ပေးရပြီးတော့ artist တွေနဲ့ collaborate တွေလုပ်တယ်။အဲ့ရရတဲ့ aim ခန်းနဲ့ကျွန်တော်ကတစ်ဖက်မှာ aim ကိုပြန်ပြီးတော့ support လုပ်တယ်ပေါ့နော်။ဆိုအဲ့လိုမျိုးကိုယ့်အတွက်ကိုယ်တော့မဟုတ်ဘူးပေါ့နော်။ aim ကိုပြန်ပြီးတော့ကျွန်တော် support လုပ်တယ်။ကျွန်တော်လိုအပ်တဲ့ဟာကိုလည်းကျွန်တော်ပြန်ပြီးတော့ကိုယ့်ကို support လုပ်တယ်။ဆိုတော့ရာဆိုတော့အခုတော့အိမ်ကလက်ခံရလာပြောရမယ်ဆိုတော့လက်ခံပါပြီ။ဆိုတော့အာဒီ online birthday လုပ်ဖြစ်ခဲ့တာဒါကတော့၃ပွဲမြောက်ပေါ့နော်။ဆိုတော့ဒီ birthday ကတော့ကျွန်တော် organize လုပ်တယ်။ကျွန်တော်ဥဆောင်ပြီးတော့လုပ်ခဲ့တဲ့ပြိုင်ပွဲပေါ့နော်။ ဆိုတော့ဒီ online birthday B-boys music ကနေပြီးတော့ online birthday ပေါ့နော်ဆိုတော့အဓိကတော့ဒီဒီဘယ်လိုပြောရမလဲမြန်မာပြည်မှာ B-boys birthday တွေလောက်ရတဲ့ဒီရချက်ကတော့ရှင်းတယ်ပေါ့နော်ဆိုတော့ဒီ B-boys တွေအတွက်အခွင့်အလမ်းတွေပို့ပြီးတော့ရစီခြင်းလို့နောက်ပြီးလို့ရှိရင်ဘယ်လိုပြောရမလဲလူတွေဒီ B-boys ကိုပို့ပြီးတွင်းတွင်းကြည်ကြည်တီးစီခြင်းလို့ပေါ့နော်ခါတိုင်းဆိုရင်တော့ကျွန်တော်တို့ဒီ volume 1 2 3အဲ့လိုမျိုးလောက်တာပေါ့နော်ဆိုတော့ volume ကတော့ volume 2ထိကျွန်တော်လောက်ပြီးသွားပြီအခုလာမဲ့ပွဲရကြတော့ကျွန်တော်တို့ volume 3တော့မဟုတ်ဘူးဒီမြန်မာ B-boys online ဘတ်ဒေ2025ဆိုပြီးတော့ခေါင်းစဉ်နဲ့ကျွန်တော်ဘတ်ဒေလုပ်ထားပါဆိုတော့အဲ့ဘတ်ဒေမှာအခါတိုင်းဆိုလို့ရှိရင်အဲ့လိုပြိုင်ပွဲကကျွန်တော်ဒီ video စာတွေက video နဲ့ရှင်ပြန်ရတာပေါ့နော် video တင်ပြီးတော့အဲ့လိုတောင်းတစ်ယောက်ပြန်ရတာအဲ့လိုမျိုးဒါမှဒီတစ်ခေါက်ကြတာအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ဒီ online အာဒီ telegram မှာ video call နဲ့ just တွေလည်းရှိတယ် audience တွေလည်းရှိတယ်ဆိုတော့အဲ့ဒီမှာအာဒီ video call နဲ့ပြန်ရမှာဖြစ်တယ်ပေါ့နော်ပုံမှန်အားဖြင့်တော့ကျွန်တော်က audience တွေနဲ့အဲ့လိုမျိုးအာဒီ video စာတွေနဲ့ အဲ့လိုမျိုးဘယ်လိုပြောရမလဲပြိုင်ပွဲမှာဒီ online မှာဆိုလို့ရှိရင်တော့မတွေ့ရဘူးဗောနဒါပေမဲ့ဒီတစ်ခေါက်ကြတော့ audience တွေလည်းလာပြီးနားထောင်လို့ရအောင်ကျွန်တော်ဒီ Telegram channel ထောင်ပြီးတော့အဲ့ဒီ Telegram channel ထဲမှာဒါဒီ audience တွေပါလာပြီးအားပေးလို့ရအောင်ဒီထားပါတယ်